အလုံးမင်းမင်္ဂလာပါဗျာကုဒကမာတော့ရန်ကုန်က FMICT ထဲမှာကြပြန့်တွေရှိနေလို့အလုတ်ခေါ်လို့သွားမိရင်ပြန်ထွက်လာလို့မရကြောင်းပြောပြလာတဲ့အမျိုးသမီးတဦးရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအလုံးလေဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးတက်ပေးကြပါအောင်ဗျာအလုံးလေးမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာ တဲ့င်းတော့ပြောစရာရှိရနော်။ဘာလဲဆိုတော့အခုမြန်မာနိုင်ငံမှာရန်ကုန်မြို့ရဲ့ FMI CTJ ကိုအလုတ်ခွင်မသွားကြပါနဲ့လို့ကျမကဒါအကြံပြုတရင်ပေးတယ်နော်။တရင်ပေးရဆိုတော့တကယ်အမှန်တကယ်ဖြစ်နေတာအဲ့ဒီထဲမှာကြားဖြန့်ရှိတယ်။အခုလိုင်းပေါ်မှာခက်ခက်တက်လာတာတွေ့လား။စောင်းမားတွေဖက်ကြီးတက်လာတဲ့စားရှိကြီးတွေအမှရေးထားတာတကယ်ရှိတာနော်။ ် SMI City ကနေအလုတ်ခေါ်စားရတဲ့အမြန်ကူကြီးအလုတ်ပိုင်ရှာဖွေကရုတွေမှာတက်တက်လာလိုက်မယ် FMI City ဘာညာဆိုတက်လာလိုက်မယ်အဲ့ FMI City ထဲမှာကြာဖြန်အဲကြာဖြန်လုပ်နေတဲ့အိမ်တို့မဟုတ်အဆောက်အဦးတို့မဟုတ်ဒီလိုမျိုးကိုတောင်တို့မဟုတ်ရှိလိမ့်မယ်အဲ့တဲ့ရောက်သွားပြန်ထွက်လို့မရတော့ဘူးတဲ့အလားစား၈သိန်း၁၀သိန်းပြစ်ပေးပြီးတော့ခေါ်တာ အဲ့ဒီမှာအကြဖြန်ကုမ္ပဏီကဘယ်လိုပုံစံမျိုးတွေရှိလဲဆိုတော့ကျွန်တော်တို့ကြားတာเนาะတကယ်ကြားတဲ့ကြားတဲ့ဟာတွေရင်းနေတော့မကောင်းအဲ့တော့ဘယ်လိုကြားရလဲဆိုတော့ကလီဇာထုတ်ရောင်းတဲ့ကုမ္ပဏီကတစ်ဖွဲ့ရှိတယ်စိုးစိုးကတော့ကလီဇာထုတ်ရောင်းတဲ့ကုမ္ပဏီကတော့ဒါအစိုးဆုံးအနေနဲ့တို့ဒါ black 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 ပေါ့เนาะ black ကုမ္ပဏီပုံစံမျိုးနဲ့တို့လုပ်နေတာဖြစ်မယ်အဲ့ဟိုဒီ slot guy နဲ့အဖွဲ့ကတစ်ဖွဲ့ပြီးလို့ချင်းမြန်မာအချင်းချင်းကိုချိန်ချောက်ပြီးတော့ငွေလိန်ခိုင်းတဲ့အဖွဲ့ကတစ်ဖွဲ့အဲ့ဒါဘယ်နေရာမှာလုပ်နေလဲဆိုတော့ FMI City ရဲ့မှာရှိတယ်အဲ့ FMI City ရဲ့မှာရှိတယ် FMI City ဆိုပြီးတော့လုပ်ခေါ်ရင်လည်းမသွားနဲ့ဥမာဒီမနက်ငယ်ထဲမှာကွာ gain တွေခိုင်းရမယ် slot gain လေးတွေနေတို့ခိုင်းနေရမယ်ဘာဖြစ်ညာဖြစ်တယ် လားစာတွေပြပြပြပေးတယ်အဲဘလုံးမလက်အောင်ပေးလိုက်မယ်တရားဝင်လားမဝင်လားဆိုစစကြည့်တရားဝင်ကုမ္ပဏီနာမည်ဘာလဲဆိုတော့တေချာမေးတေချာတရားဝင်နေရာမှာတရားဝင်လုပ်နေရလားတေချာမေးเนาะတရားမဝင်ဘဲနဲ့ခုနလိုမျိုးပေါ့เนาะအဲ့ဒီဟိုမြန်မာပလာဇာတို့ဘာလို့မလဲအထက်မြင့်နေပါလဲတစ်ထပ်လောက်သူတို့တွေငှားကြားကြားမိတယ်เนาะ ဲ့လိုနေရာမျိုးတွေမှာအဲအလုပ်ခေါ်ပြီးဆိုလုံးဝသွားမလုပ်ကြနဲ့နော်လူငယ်တွေတတိပေးတယ်နော်မြန်မာပြည်တွင်းမှာကိုကကိုကဥမာချင်းငွေတွေအွန်လိုင်းကနေဘလောက်ကြီးဘလောက်ကြီးဘဝကိုစားတော့ကိန်းကနေများရုပ်ရှင်ကဟိုနေရာမှာကျမကြည့်လိုက်တယ်တပုံစံနဲ့နော်အဲကြားဖြန်နေရပုံစံနဲ့တပုံစံနဲ့အခုကျမသတင်းကြားထားတဲ့ပုံစံနဲ့တပုံစံနဲ့ပြင်တယ်ဘဝကိုစားတော့ကိန်းကနေများဆိုရုပ်ရှင်ကဟိုသွားကြည့်အမှခင်လိုင်းတို့ရိုက်ထားတာသွားကြည့်အစုံမဲတကက်ခေါင်းကြီးပိုင်းတွေကိုမှလိမ့်တာနော်မြန်မာနိုင်ငံမှာအခုအလိမ်ခံရပြီဆိုလို့ချင်းကျမနဲ့အဲစုံနဲ့အဲကောင်လေးတွေကပြောတယ်မာကြီးတဲ့လိမ့်ပြီဆိုလို့ချင်းတကက်ပတ်စံရှိတဲ့တကက် grade တွေကိုလိမ့်တာပတ်စံသိန်းကိုတောင်းကနန်းဒေါ်လာတောင်းကနန်းကိုပေးနိုင် င်တဲ့ဂိတ်တွေကိုလိမ့်လာဘယ်လိုလိုမျိုးလဲသိလား မနေ့ကတကယ်ဥလိစားလက်ထောက်ကအောက်ကလူမျိုးတွေအဲ့လိုပုံစံမျိုးတွေကွာဒေါ်လာတောင်းနဲ့ချီပြီးတော့တနင်္လာနေ့သွားလာနေလူမနေ့ကတကယ်တထေးတွေဂရိတ်တွေပေါ့နော်အဲ့လိုမျိုးမျိုးတွေအလိန်ခလိုက်ကြတာဟိုတလောကရှိတယ်နော်ဒါပေမဲ့အဲ့လိုတထေးတွေရလည်းလေအလိန်ခလိုက်ကြတယ်ဆိုတော့လေသူတို့ဘယ်လိုလိန်ခလိုက်ရတယ်တိလားချစ်သူလူသမီးစားလူအရင်ဆုံးနှစ်ရှည်လာများအဲ့ကောင်မတွေကောင်တွေကနိုင်ငံခြားကနေတွဲတာလိုင်းမောင်းကနေတွဲတွဲပြီးတော့ anniversary date တွေဆိုလို့ချင်းနေတကယ်အစ်မပန်းစီကိုပို့ပေးတာနော်ပို့ပေးပြီးတော့အဲ့လိုနှစ်တစ်နှစ်နှစ်မွေးထားတာမွေးထားပြီးတော့နှစ်ကြာလာပြီဆိုတော့မှသိန်းကိုတထောင်လားဒေါ်လာတထောင်လားတထောင်လားကောက်နေရတယ်အဲ့လိုလူမျိုးတွေမှလည်းပေးစရာပတ်စံလည်းရှိတယ်လေကျွန်တော်တို့လူမျိုးတွေလာလဲနေတော့တပြားမ မရှိဘူးအဲ့တော့တောင်းချီပြီးတော့ပေးနိုင်တဲ့လူမျိုးတွေကိုသူတို့ကတစ်နှစ်လောက်ကိုချစ်သူကြီးစားလို့မွေးထားပြီးတော့မှပြီးတော့ပတ်စံနေပြစ်ထည့်ခိုင်းတာနော်